င်ငံကြပြင်းလဲလွတ်မှာမဟုတ်ဘူးစင်းစရာအကုန်ရှိပြီးသားစင်းစရာအကုန်ရှိပြီးသားကြံခဲ့တူထမ်းဆောင်ရမှာကြံခဲ့တူလောက်ရမှာပဲဒါနိုင်ငံတော်ဝင်ထမ်းဆောင်ရတာအဲ့တော့ဟိုဘက်အကျမ်းဖက် DNA ဘလောက်ငလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတန်တဲ့အတူမှန်ကန်တဲ့သတင်းတွေကိုအမြင့်တက် relation လုပ်ပေးသွားမှာဖြစ်ပါတော့ကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ကြပါအောင်နော်25ဖြစ်ပါတယ်ဗျဒီနေ့ ဒါဥစဉ်ကျမ်းမာရေးရတော့ပုံမှန်လမ်းလျှောက်ဖြစ်တယ်အခုတော့တရချားတရချားပေါ့နော်အပြန်သွားတနာရီလောက်လျှောက်ဖြစ်တယ်ဒါဥစဉ်စီးကြော300နဲ့မှ60360မှာအခုဆိုလို့ရှိရတရားကြော်ကြော်လေးပဲရှိရတယ်ဗျာနော်တရားကြော်ကြော်လေးပဲရှိရတယ်ခေါ်ပါကြဆရာတော်ဥရတူပြေးထားတဲ့စီးကြော်စီဗမာစီးလဲတော့တယ်အင်္ဂလိပ်စီးလဲတော့တယ်ဆိုတော့တော်တော်ကြီးကိုအဆင်ပြေတယ်ပေါ့နော်ဒါတော့လမ်းလျှောက်ရတာလက်ချက်ကိုနှစ်ချက်ပေါ့ကျမ်းမာရေးလဲတော်တော်ကြီးကောက်ပါပါတယ်ဗျာနော် ဟာလည်းကဲဒါနဲ့ဆက်ပြီးမှဥစဉ်ဘာပြောချင်တာလဲဆိုလို့ရှိရင်စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးမှဥစဉ်ပြောချင်ပါတယ်ဗျခုလိုစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးဥစဉ်တို့စီကိုခဏခဏပို့ဆက်ကြတယ်ဖုံဖုံဖေကဘယ်နာမှာဆွဲသွားပါ යි ဖေကဖုံဖုံဖေကဘယ်နာမှာခေါ်သွားပါ යි ဖေဆိုမနေ့လေးမှလည်းဥစဉ်ကိုအဲ့လိုခဏခဏဆက်ကြတယ်ဥစဉ်တို့ကစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးမှဥပမာဥစဉ်တို့ဒီစစ်တပ်ကခေါ်တဲ့စစ်မှုထမ်းဥပဒေကိုမပြောခင်မှာ ဒီရှမ်းပြည်နယ်မြောက်ပိုင်းမှာဒီလိုဒီ DNA တွေရဲ့ဘလောင်တွေရဲ့ဥစဉ်တော့လိုပဲပေါ့လို့လည်းစစ်မှုထားဥပဒေစစ်မှုထားပေါ့ဗျာတထားပါတော့เนาะအဲ့မှာခင်ဗျားတို့သူတို့ဆွဲတာတွေကိုမြင်စေချင်တာရောတိစေချင်တာရောဥစဉ်ရเนาะခင်ဗျားတို့တီဘောလောက်ကိုစုံစမ်းကြည့်လိုက်တီဘောတို့မှစုံစမ်းကြည့်လိုက်ဘလို့လဲဆိုလို့ရှိရင်14 15ကိုမိန်းကလေးယောက်ျားလေးပါမကြံတခါတည်းဆွဲခေါ်တယ်ခါတည်းခေါ်တယ်သောရကတက်ပိုင်권မရှိဘူးသောရကတက်ပိုင်권ရှိရင်သောရကတက်လို့ရှိရင် ကျမသမီးလေးကတော့ငယ်သေးပါတယ်ကျမသားလေးကတော့ငယ်သေးပါတယ်မခေါ်လို့မခေါ်ပါနဲ့ဘာညာပြောတခါလေးပြစ်တက်လိုက်တယ်ရှမ်းပိနယ်မြောက်ပိုင်းမှာနော်ရှမ်းပိနယ်ပြောင်းမှာအဲ့ဒါခင်ဗျားတို့ဒီကျွတ်တို့ဘက်မှာတို့တို့တို့ဒီစစ်တပ်လို့ဆိုစစ်မှုထားဥပဒေပေါ့နော်ခင်ဗျားတို့အဲ့ဒါကြတော့ခင်ဗျားတို့ကအတန်မထွက်ကြဘူးအတန်မထွက်ကြဘူးဦးစင်းပြောပြီးရိုက်ွက်တွေထဲမှာစစ်မှုထားဥပဒေနဲ့ပဲဟိုကန်ကြီးကုန်းတို့မှာဆိုလို့ရှိရင်လည်းဒီလိုမဲပေါက်ကြတယ်မဲနိုင်ရပေါ့ရင်တော့လာလိုက်ရမှာပဲလေဗျာပေါ့ရင်တော့လိုက်ရမှာပဲ စစ်မှုထမ်းဥပဒေနိုင်ငံတော်ကိုမထမ်းဆောင်ခြင်းမူလားနိုင်ငံတော်ကိုမလုပ်ချင်ဘူးလားအကြမ်းဖက် PDF ထဲကိုဝင်မလိုက်ဒါရှင်းရှင်းလင်းလင်းမှမလုပ်ချင်လို့ရှိရင်ဟုတ်လားအဲ့မှာခင်ဗျငန်းငန်းပြတ်ပြတ်နဲ့ချိန်တိုင်းဒုက္ခရောက်သွားလိုက်မယ်နော်စစ်မှုထမ်းဥပဒေမှာပင်စင်လဲရှိပြီးသားနိုင်ငံတော်ရဲ့ပေးထားတဲ့လကလည်းရှိပြီးသားနိုင်ငံမြန်မာနိုင်ငံသားမှန်လို့ရှိရင်ဘယ်မှပြည့်လို့မလို့စစ်မှုထမ်းဥပဒေထမ်းရမှာပဲဒါတော့အမျိုးတို့အလုံးသားသိဖို့တော့လိုတယ်ဗျသိဖို့တော့လိုတယ်နော်ဦးစင်းကူညီဆောင်ရွက်ပေးနိုင်တာကဘာလဲ ဦးစင်ခင်ဗျားတို့ဖုံးဆက်တယ်စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးရှင်မြတ်တပည့်တော်ဘုရားဆွဲခါပါလေဗျာတပည့်တော်ကူညီပြောစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးမှမောင်မဲကိုခေါ်မယ်မောင်ဖြူကိုခေါ်မယ်မောင်ဖြူကပတ်ဆိုင်ရှိတယ်မောင်ဖြူကချမ်းသာတဲ့ပုံကူဖြစ်နေတယ်ရက်ွက်ထဲမှာတော်တော်တင်းတောင်နေနိုင်တယ်အုတ်ကြီးကိုပတ်ဆံပေးနိုင်တယ်မဆာဖာကိုပတ်ဆံပေးနိုင်တယ်ဟုတ်ပြီအဲ့ဒါမောင်မြူနေမှာမောင်မဲကိုအစားထိုးထည့်လိုက်မယ်အဲ့ဒီလို့ဆိုရင်ဥစဉ်ကိုပြောပါဥစဉ်ကိုယ်တိုင် ူကကိုတိုက်တက်လောက်အကောင်ကြီးပြီလေဘာကောင်ကြီးဖြစ်ဖြစ်ဥစဉ်မုန်းခံပြီးပြောမယ်ဩဂရဆိုလဲဩဂရကိုအေးယူရအောင်ဥစဉ်ပြောပေးမယ်ဥစဉ်တို့ဆွမ်းနိုင်တာကတော့အဲ့ဒါပဲဆွမ်းနိုင်တယ်အဲ့ဒါပဲဥစဉ်တို့ကစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတတ်နိုင်တယ်နော်အဲ့တော့ခင်ဗျားဒီစစ်မှုထမ်းဥပဒေနဲ့ခေါ်မှာပဲခေါ်မှာပဲဟိုတလောကဥစဉ်လလောပဲယဟန်တန်ဃာရဘဥစဉ်စုဖုံးဆက်တယ်ရှင်ဘုရားတဲ့တပည့်တော်မျိုးသားကြီးမှာငကောရှင်ဘုရားကိုလည်းတိ့ငကောတပည့်လောက်ခဲ့ပါတယ်ဘုရားတဲ့ အခုတော့တပီတော့လဲဒီကနေပေါ့ရွှေဘိုဘက်ကနေပြေးရလွားရတယ်ပေါ့ဒီဂျန်ကုန်ရောက်နေတယ်ပေါ့ဂျန်ကုန်ရောက်နေတယ်ဖရားတဲ့တပီတော့ရဲ့ရောက်ဖာစစ်မှုထမ်းဥပဒေဆွဲခံရလို့ဖရားတဲ့မုံရွာပဲမားတဲ့ရှင်ဖရားလို့အသက်ကဘယ်လောက်ရှိရောဆို30ပြည့်တော်မယ်ဖရားတဲ့ရှင်ဖရားနောက်ထပ်9နှစ်ထိနှစ်နှစ်ပဲတာဝန်ထမ်းဆောင်အောင်မှာနှစ်ကြော့ပြန်စစ်မှုထမ်းလို့ရတယ်လို့ရှင်ဖရားမြို့သားကြီးလည်းထောက်ခံတယ်ဒါလည်းထောက်ခံတယ်ဆိုပို့ပြီးတော့ရှင်ဖရားစစ်မှုထမ်းဥပဒေကိုပို့ပြီးမှရှင်ဖရားအနေနဲ့ပို့ပြီးမှတော့လက်ခံရအောင်မှာလို့ အခုရှိတယ်ခင်ဗျရက်ွက်တွေထဲမှာကစုမှုထဥပဒေမဲပေါက်လဲထွက်ပြေးတယ်အဲ့တော့သခိုင်းဘက်ကိုပြေးမယ်ရန်ကုန်ဘက်ကိုပြေးမယ်လမ်းမှာပြေးမယ်ဥပမာဦးဇင်းတို့ချမ်းစီတဲကအောင်ပင်လဲရက်ွက်ပေါ့ဗျာအောင်မလဲအုတ်ကြီးဥမြင့်တိန်ရက်ွက်ထက်ပေါ့အဲ့ဒီထဲမှာဦးဇင်းတို့ကစုမှုထဥပဒေနဲ့ပတ်သက်ပြီးမှမင်းဒီနေ့ဒီတစ်ခေါက်တော့မင်းအလှဲ့ကြတယ်မင်းလိုက်ရမယ် မင်းမဲပေါက်တယ်လိုက်ရမှာပေါ့မဲပေါက်တယ်ဟုတ်လိုက်ငတ်တော့မှထမ်းသွားမှာအဲ့ဒီမှာအိတ်ကလေးပြေးသွားပြီပြေးသွားပြီပြေးတဲ့အခါမှာသခိုင်းဘက်ပြေးမယ်သခိုင်းဘက်ကိုပြေးသခိုင်းနာပေါက်မှာမိမယ်အဲ့လိုသခိုင်းနာပေါက်မှာမိပါလို့ရှင်ခမသခိုင်းရဲ့စည်ရင်နဲ့တူသွားမှာမဟုတ်ဘူးမန္တလေးစည်ရင်နဲ့ပဲတူဝင်မှာမန္တလေးအိမ်တော်စည်ရင်နဲ့ပဲတူသွားရမှာပဲရှင်ရအောင်တော့စေမှုတာဥပဒေရဒါလေးလည်းတဘောပေါက်လို့တဘောပေါက်ဖို့လို့တဲ့နိုင်ငံကြပြည်ရင်လည်းလွတ်မှာမဟုတ်ဘူးစည်ရင်စရာအကုန်ရှိပြီးသား စင်းစရာကုန်ရှိပြီလားကြံခဲ့တူထမ်းဆောင်ရမှာကြံခဲ့တူလောက်ရမှာပဲဒါနိုင်ငံတော်ဝင်ထမ်းဆောင်ရလားအဲ့တော့ဟိုဘက်အကျမ်းဖက် DNA ပုံနေနဲ့ဒီစစ်မှုထမ်းဥပဒေပဲအကုန်လုံးပုံတော့သူတို့ခေါ်တာနဲ့တို့တို့ဒီမြမတက်မတော်ကခေါ်တာနဲ့ကျွန်တော်တို့ချိန်ပြီးမှကြည့်လိုက်ပါအရွယ်မရောက်သေးရင်စစ်မှုထမ်းဥပဒေလုံးဝလုံးဝမခေါ်ပါဘူးဆက်ရှင်နေမှာမပြည့်ဆက်ရှင်နေမှာမကျော်လုံးဝလုံးဝစစ်မှုထမ်းဥပဒေကိုမခေါ်ပါဘူးမပြည့်ရင်ကိုပြန်လွတ်ပေးမှာပါ မိဘကိုလှုပ်ကျွေးနေတယ်ဒီတားတယောက်ပဲရှိရဆိုလဲလုံးဝလုံးဝမခေါ်ပါဘူးလုံးဝလုံးဝမခေါ်ပါဘူးတို့မှကျမ်းမာရေးချွေးနေတယ်ဘီဘူးစီဘူးယောဂတခုခုရှိနေလုံးဝလုံးဝမခေါ်ပါဘူးညံ့တိုင်းပြီးမခေါ်ဟိုမှကြကြနာစီကန်းနဲ့ဥပဒေနဲ့ဆစ်စစ်ပါတယ်အဲ့ဒီလူတွေဆစ်စစ်လို့ပဲပြန်လာတဲ့သူတွေလည်းအများကြီးပါနော်အဲ့တော့ဥစဉ်တော့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးငွေကြေးနဲ့ရှောက်ရှင်းရှည်လားငွေကြေးနဲ့လုတ်တလားအဲ့လိုဆိုလို့ရှိရင်တော့ဥစဉ်တို့ပြောပါဒီကြားထဲမှာဥစဉ်တို့မန္တလေး အမရမူတာမျိုးနယ်တွေကပလောင်ဆိုတဲ့ဒါပါဒသာလာပြည်သူတွေတက်ကြတရောင်းနေပေါ့နော်ပူပေါင်းပြီးမှဦးဇင်းတို့မနေရဒီကြောက်ဆယ်ကလေကြောက်ရံတက်မှာကလေးတယောက်ပေါ့စမှုထဥပဒေနဲ့ပတ်တက်ပြီးမှဦးဇင်းတို့စီဖုံးဝင်လာတယ်ဘိုးကြီးတယောက်ကလည်းဖုံးစီဆဲဒါမျိုးအမှန်တရားတိုင်ဖြစ်လိုက်မယ်တဲ့ကလေးကစမှုထဥပဒေလောက်ချင်တယ်သူကစိတ်လဲပါတယ်ဒါပဲနဲ့ဒီပလောင်ဒီအမရမူတာမှာရှိတဲ့ပလောင်တို့ကနေမှာဒီကလေးကို90နဲ့ဆိုလား90နဲ့ဆိုလား ရောင်းလိုက်တယ်လို့ဥစဉ်ဒီကကဲကဲချင်းကလေးကိုယ်တိုင်ကဥစဉ်သူဖုံးဆက်လာတယ်။အဲတပည့်တော်မတပည့်တော်ကူညီပေးပါအောင်ခင်ဗျာတဲ့ဖုံးဖုံးနဲ့အားကိုးစရာသလိုဖုံးဖုံးမရှိတဲ့ဒီရပူကြီးကလည်းဖုံးဖုံးကိုဆက်လို့ပြောတယ်ခင်ဗျာတဲ့။ဒါအဲ့ဒါနဲ့ပတ်သက်ပြီးလည်းဥစဉ်တော့စုံစမ်းနေရဲ့။အဲ့ဒါမျိုးဆိုရင်တော့ဥစဉ်တို့ပြောပါသူကြည်နဲ့လို့လိုက်တယ်၊ကြည်နဲ့လို့လိုက်တယ်၊လက်ခံလိုက်တယ်၊သူမိပါအောင်သူပေးခြင်းနဲ့ဒါဥစဉ်တော့လက်ခံတယ်လက်ခံတယ်နော်။အဲ့တော့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ရင်တော့ကုတာဝင်ကြနိုင်ငံတော်ဝင်ကတော့ထမ်းဆောင်ရမှာပဲနော်နိုင်ငံတော်ဝင်မထမ်းဆောင်ခြင်းဘူး ဆိုရင်တော့နိုင်ငံကိုပုံငံပေါ့ဗျာပုံငံကြီးမှာ PGI ထဲဖြစ်ဖြစ်ဟိုထဲဖြစ်ဖြစ်ဝင်ဖို့အဲ့ခါကျခင်ဗျားတို့အကြောင်းတည်လာလိုက်မယ်နော်ကဲအားလုံးတာပါ